မင်္ဂလာပါဆရာနေမျိုးလိုက်ပါဒီကနေ့ဆရာဆောင်းမအဟောင်းလေးတွေဖတ်ပြနေတာကိုတရက်ရန်နာပြီးတော့ speed အကြောင်းကိုနည်းနည်းပြောပါမယ်တိုင်းကစားတဲ့အချိန်မှာသူများတဲ့ထုပြီးမြန်ဖို့မလိုဘူးလို့ဆရာအမြဲတမ်းပြောလိုက်ပြောတာရှိပါဒီနေရာမှာမြန်ဖို့မလိုဘူးလို့စကားလုံးကိုတုံးတုံးပြီးပြောခဲ့တာဖြစ်ပါတယ်ဒီနေရာမှာ တိုင်းကွက်တွေကို ကစားတဲ့လေ့ကျင့်တဲ့အချိန်မှာမြန်ဖို့မလိုဘူးလို့ဆရာသုံးသုံးပြီးပြောဆိုခဲ့တာဖြစ်ပါတယ်။တခါ speed is power ဆိုပြီးတော့လဲဆောင်းမတပုတ်ဆရာရေးဘူးပါတယ်။ဒီတော့ speed များရင် power ဖြစ်တယ်လို့ဒိဗယ်ရပါတယ်။ဒီတော့ဒီစကားနှစ်ခုကရှင်းအောင်မညီဘူးလို့ထင်စရာရှိပါတယ်။အတိဗယ်က ဘာကြောင့်ဒီလိုဖြစ်နေသလဲဆိုတာကိုနည်းနည်းရှင်းပြပါမယ်။ speech အများရင် power ဖြစ်တယ်ဆိုတာကတော့ယူပဗေဒသဘောတရားအရာ အလုံးလဲတည်ထားပြီးဖြစ်လို့အထွေထူးရှင်းပြနေစရာမလိုတော့ပါဘူး။တခါဆရာတို့အတိုင်းကွက်တွေကိုကစားတဲ့အချိန်လေ့ကျင့်တဲ့အချိန်မှာ speech များစရာမလိုဘူးလို့ပြောတာကတိုက်ခိုက်တဲ့အချိန်မှာလဲ speech ထက်ကို timing ကိုက်ဖို့အရေးကြီးတယ်လို့ ပြောရတဲ့အကြောင်းအရင်းကတိုင်းခွက်တွေကစားတဲ့အချိန်မှာသူ့တိုင်းခွက်ကနေလိုအပ်တဲ့အမြန်နှုံးကိုရောက်အောင်တော့ကစားရမှာဖြစ်ပါတယ်စပိမြန်ဖို့မလိုဘူးလို့ပြောတဲ့အကြောင်းအရာကတိုင်းခွက်တွေကိုကစားတဲ့အချိန်မှာလူတယောက်လုံးနိုင်တဲ့စွမ်းရည်ထက်ကြော်သွားပြီးတော့ဒီထက်ပိုမြန်အောင်ဒီထက်ပိုမြန်အောင် ဒီထက်ပိုများအောင်ဆိုပြီးတော့အမြန်နှုံးကိုအားထုတ်ပြီးလေ့ကျင့်နေစရာ မလိုဘူးလို့ဆိုခြင်းဖြစ်ပါတယ်။တိုင်းကွက်တစ်ခုကဒီအမြန်နှုံးကနေဒီအမြန်နှုံးရှိရမယ်ဆိုတာကတော့လိုက်လေ့ကျင့်မှဖြစ်တာဖြစ်ပါတယ်။တိုင်းကွက်တစ်ခုကိုကစားတဲ့အချိန်မှာ သူလိုအပ်တဲ့အမြန်နှုံးကဘလောက်ရှိသလဲဆိုတာသိနိုင်ပါတယ်။ဆရာတို့ရဲ့တိုင်းပြောင်းပြန်ပညာရက်ကိုနမူနာထားပြီးပြောမယ်ဆိုရင် ဘိုးဆရာကြီးဥမောင်လေးပြောကြားခဲ့တဲ့စကားတစ်ခုရှိပါတယ်ဒီစကားကပယ်လုတ်ပြီးတာနဲ့ခုတ်ဆိုတဲ့အရာကဇက်တိုက်လာရမှာဖြစ်တယ်လို့ပြောခဲ့တာဖြစ်ပါတယ်ဒီတော့တိုင်းခွေတစ်ခုရဲ့အမြန်နှုံးကဘလောက်မြန်ရမလဲဆိုရင်ပယ်လက်ပြီးတော့တာနဲ့ခုတ်လက်တစ်ခါလေးလာရမှာဖြစ်ပါတယ်ပယ်လက်ကြီးကပြီးသွားပြီခုတ်လက်ကမလာသေးဘူးအဲ့ဒီလိုလုံးလုံးမရပါဘူးအဲ့ဒါကို လိုအပ်တဲ့အမြန်နှုံးလို့သိထားပါမယ်ဒီတော့ဒီထည့်ပို့ပြီးတော့မြင်သာအောင်ကြည့်မယ်ဆိုရင် တိုင်မင်ကြိုက်တယ်လို့မြင်ရပါတယ်ပယ်တဲ့လက်ကုံသွားတဲ့တိုင်မင်မှာခုတ်တဲ့လက်ရောက်လာတာဖြစ်ပါတယ်တစ်ဖက်ကပြိုင်ဘက်နဲ့ရှင်ပြိုင်ကြတဲ့အခါမှာလဲကိုယ်လက်နဲ့သူ့လက်နဲ့တိုင်မင်ကြိုက်မှသာအဆင်ပြေတာဖြစ်ပါတယ်တကယ်လို့သာသူကကိုယ့်ထက်ပုံမြန်နေပြီးတော့ ကိုကနှင်းနေတယ်ဆိုရင်လည်းပြဿနာမရှိပါဘူး။ပယ်လက်နဲ့မမိဘူးဆိုရင် ခုတ်လက်နဲ့မိမှာဖြစ်ပါတယ်။ဒါကတိုင်ပင်ကြိုက်ရဲ့သဘောတရားဖြစ်ပါတယ်။အဲ့တော့ကိုကအရန်မြန်လွန်နေတယ်သူ့ထက်ပိုးမြန်နေတယ်ဆိုရင်လည်း तू ကထိုးတယ်၊ရိုက်တယ်၊ခုတ်တယ်တခုခုလုပ်တဲ့အချိန်မှာကိုကပယ်တယ်ဆိုတဲ့လက်ကအရင်ရောက်နေလို့သူ့ဟာမလာသေးဘူးဆိုရင်ခုတ်လက်နဲ့ထတ်သွားမှာဖြစ်ပါတယ်။အဲ့တော့ကိုလုံးနိုင်တဲ့စွမ်းရည်တဲ့ပိုးပြီးမြန်အောင် အားထုတ်ကြိုးပမ်းပြီးကျင့်နေစရာမလိုပါဘူးတခုပြီးတခုဇင်တိုက်ဆက်တိုက်ဖြစ်နေဖို့အဓိကလိုရင်းဖြစ်ပါတယ်ဒီတော့တိုင်းခွက်တွေကိုလေ့ကျင့်ကြတဲ့အချိန်မှာအရေးအကြီးဆုံးကမှန်ဖို့လိုပါတယ်နီးစနစ်ရောအားအထားတို့ရောပုံတံရောမှန်အောင် လေ့ကျင့်ရမှာဖြစ်ပါတယ်ဒါတွေမှန်သွားပြီဆိုရင်ဒုတိယအနေနဲ့ အားပါလာအောင် လေ့ကျင့်ရမှာဖြစ်ပါတယ်အဲ့ဒီတော့အစီအစဉ်အတိုင်းပြောမယ်ဆိုရင်မှန်အားနောက်ကမြန်ဖြစ်ပါတယ်မှန်တဲ့အတိုင်းကိုအားပါပါလုံနိုင်ပြီးတော့အမြဲလေ့ကျင့်နေမယ်ဆိုရင်လိုအပ်တဲ့မြန်နှုန်းကအလိုလိုရလာမှာ ဖြစ်ပါတယ်ဒီတော့မှန်အားမြန်ဆိုတဲ့အစီအစဉ်တိုင်းရအောင် လေ့ကျင့်မှသာတိုက်ခွက်ကအသုံးတည်တာဖြစ်ပါတယ် တကယ်လို့မှန်တာကိုအဓိကမထားပဲအားကောင်းတာကိုအဓိကထားလိုက်ရင် အမားအယွင်းကြီးနဲ့အာမြန်ကောင်းနေခဲ့မယ်ဆိုရင်တိုက်ခိုက်တဲ့အချိန်မှာအန်ဒီရဲ့များနိုင်ပါတယ်တခါမြန်နှုံးကိုပဲဦးစားပေးပြီးလေ့ကျင့်နေတဲ့ဆိုရင်မြန်နှုံးကတော့မြင့်တယ်အားကပါခြင်းမပါမယ်လိုအပ်တဲ့မှန်ကန်မှုမရှိလို့တိတိကျကျထိရောက်မှုရှိခြင်းမှရှိပါမယ် ဒီအတွက်အရင်ဆုံးအရေးကြီးတာကမှန်ကန်ဖို့လိုပါတယ်ဒုတိယအရေးကြီးတာကမှန်ကန်တဲ့အတိုင်းအားပါရပါမယ်တတိယအရေးကြီးတာကမှန်ကန်တဲ့အတိုင်းအားပါပါနဲ့မြန်ဆန်အောင်လုပ်ရပါမယ်မြန်ဆန်မှုဆိုတာနောက်ဆုံးမှရှိပါတယ်ဒို့ပေမဲ့ဘလောက်အထိမြန်ရမလဲဆိုတာ ကိုလုံးနိုင်တဲ့ limit တစ်ခုအထိရောက်ရင်ရပါပြီအဲ့ဒီထက်ပိုပြီးတော့မြန်အောင်ကျင့်နေလို့လေ တိုင်းကွက်တွေကမူလစွမ်းအားထက်ပိုပြီးတော့တိုးလာခြင်းမရှိပါဘူးဒါပေမဲ့ဘရုစလီကမြန်နှုံးကိုမြင့်အောင်မြင့်တထက်မြင့်အောင်ကြိုးစားလို့ပိုပြီးစွမ်းတယ်လို့ထောက်ပြစရာရှိပါတယ်ဘရုစလီကဘရုစလီဖြစ်ပါတယ်ဘရုစလီဟာလူတယောက်ရဲ့စွမ်းအားထက်ကျော်လွန်တာတွေကိုလုံနိုင်တဲ့လူဖြစ်အောင်ကျင့်သွားတာဖြစ်ပါတယ် ဒါကြောင့်မို့အသက်30ကျော်အရွယ်လေးမှာတည်းတည်ဆုံးသွားပါတယ်တကယ်တော့အကျင့်လွန်သွားတဲ့အတွက်လူခန္ဓာကိုယ်ကမလိုက်နိုင်လို့ခန္ဓာကိုယ်ပျက်စီးသွားတာဖြစ်ပါတယ်ဒါကြောင့်မို့တိုင်းခွက်တွေကိုကောင်းကောင်းအသုံးချနိုင်ဖို့အတွက်ဆိုရင်မှန်အားမြန်အစီအစဉ်လေးနဲ့ကျင့်မယ်ဆိုရင်ပို့ပြီးတော့ထိထိရောက်ရောက်အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ပြောကြရင်းနဲ့ဒီကုန်းချုပ်ပါတယ်အားလုံးရှင်လန်းချမ်းမြေပါစေ။